ချင်းတကောင်တတ်တာနဲ့ချင်းတကောင်တတ်လို့ရှိရင်ပန္နရိပတကံထိုက်ထားခြင်းတော့တူတယ်။သူများတဲ့တတ်တာချင်းတူတယ်။ဘသူကပိုအပြစ်ကြီးတုံးလို့မေးစရာရှိလား။ချင်းတကောင်တတ်တာနဲ့ချင်းတကောင်တတ်တာချင်းတကောင်တတ်တာအမှန်တမ်းလွယ်တယ်။လွယ်သည့်အတွက်ကြောင့်အားဆိုင်ရမှုနေတယ်ဖြစ်တဲ့စေရနာနေတယ်။ဒါကြောင့်မို့လို့ ူကအကျိုးပေးမယ်ဆိုရင်စင်နှကောင်တတ်တဲ့လောက်အကျိုးအများအောင်စင်တယ်လောက်စင်နှကောင်တတ်ပြီဆိုလို့ရှိရင်အာဆိုင်မှုတွေလုံလောက်ဝီရိယတွေဒါထုတ်ပါတယ်အထုတ်ရသည့်အတွက်ကြောင့်စင်နှကောင်တတ်တာအကုသို့ပူကြီးတယ်လို့သူတို့ပြောတယ်အဲ့ဒါကိုကြည့်ပြီးတော့ကုသကောင်းမှုလုပ်တဲ့အခါမှာလည်းပဲကျိုးစားအထုတ်မှုလုံလောက်ဝီရိယတို့စေရနာတို့ မြင်မာလေးလေးအကျိုးတရားပို့ရလေးလေးလို့သူတို့ပြောဖြစ်တယ်နော်ပြီးတော့လုံးတဲ့ကုသိုလ်ပေါ်မှာလည်းမှုတည်တယ်လူတယောက်ကိုပြင်မာတယ်ဆိုရင်ပြင်မာတဲ့ပုဂ္ဂိုလ်အကြီးချင်းကလည်းကွာတယ်ဆိုပါစို့လူတယောက်ကိုဗန္ဒတိပတ္တကံအမှုပြုတယ်လူတယောက်ကိုတတ်ဖြတ်တယ်ဆိုလို့ရှိရင် ကိုချင်းတရားမကောင်းတဲ့လူကိုတတ်တာလားကိုချင်းတရားကောင်းတဲ့လူကိုတတ်တာလားဆိုခွဲလိုက်ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်တတ်ပြီလို့ရှိရင်ကိုချင်းတရားကောင်းတဲ့လူတတ်တာလားအပြင်းမကြီးဘူးလို့သူတို့ဆိုတယ်။ဘာကြောင့်လို့ဆိုရင်အယူချင်းချင်းကွာသွားလို့ကိုတတ်လိုက်တဲ့ပုဂ္ဂိုလ်ကအယူချင်းကွာလိုက်နောက်တစ်ခုကတော့ ကိုယ်တတ်တဲ့ပုဂ္ဂိုလ်ကကိုယ့်ရဲ့ကျေးဇူးရှင်ကိုယ့်ရဲ့မိဘဖြစ်မဲ့ဆိုရင်ကတော့ပို့ပြီးတော့ဆိုးသွားတယ်အဲ့ဒါကြောင့်ပို့ပြီးတော့ဆိုးသွားတယ်တမန်လူတယောက်တတ်တဲ့အကုသိုလ်နဲ့မတူဘဲနဲ့မိဘကိုသွားပြီးတော့ပြမမိပြီဆိုရင်တော့အဲ့ဒီအကုသိုလ်ကအာနန္ဒရိယလို့ခေါ်တယ်သိပြီးတဲ့နောက်မှာဘာမှပြောင်းလဲလို့မရဘူးချက်ချင်းပဲ အကျိုးပေးမယ်ရင်တေဒီချမဲ့မဲ့ဆိုးကျိုးကချက်ချင်းလာတဲ့ဟာပိစအနန္တရိယပိစအနန္တရိယကန်ထိုက်တယ်လို့ကန်ကြီးထိုက်တယ်လို့ပြောတာနော်ခြားထဲမှာခြားကွယ်မှုမရှိဘူးဒီဘဝသိဆုံးလိုက်တာနဲ့တပြိုင်နက်နောက်ဘဝမှာဒီအကျိုးတရားကိုခံစားရမှာဖြစ်တယ်အဲ့ဒီလို့ ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ကွဲပြားခြားနားမှုတွေရှိတယ်ဆိုတာတော့သတိထားရမှာဖြစ်တယ်။